ကန်ကိုရခဲ့ပါပြီဗျာဂလုတ်ကျင်းလည်းတစ်ချက်အုပ်ပဲတို့ရတယ်ဟုတ်ကဲ့ဝစ်စကန်ကိုရခဲ့ပါပြီအောင်မြင်ခဲ့ပါပြီကျွန်တော်တို့ပြောတာမဖမ်းဘူးမဖမ်းလည်းကျွန်တော်တို့ဖမ်းမှာဟုတ်ပြောဘာလို့မကင်းကြီးလေးပါလဲဆိုတော့ကလုံးမပိတ်ခဲ့သေးတယ်တော့ဒီခွေးစကန်တော့တိမ်ကြီးပါပြီတမကြီးပါခွေးစကန်တိမ်ကြီးပါပါတမကြီးပါကျွန်တော်တို့ရပြီပါပါပြီခွေးစကန်ကိုရပြီပါပါကျွန်တော်တို့တမကြီး 那个年你年你王中中的十八女人的那人啊，哎，我要做啊，读那个也是苦啊。แต่ยิงยิงได้หาชิ้นตัวนั่นยะมีรูตัวมึงยาเจ้าก็ไอ้ใช่มั้งมาเช่นสิลูมันมัวมาสิลูมาสิลูเนี่ยนี่มาพร้อมมาสิลูพร้อมมาสิลูง่าสิลู 往党前路，往党前路。တင်မာမှုတွေလျှော့ချရေးညှိနှိုင်းမှု KIA နဲ့ DNLA သဘောတူရှမ်းပြည်နယ်မြောက်ပိုင်းကချင်လူမျိုးရေးဖွဲ့နဲ့တအံမျိုးသားလူမျိုးရေးတပ်မတော် DNLA တို့ကြားတင်မာမှုတွေကိုညှိနှိုင်းဖြစ်ရှင်းမဲ့အကြောင်းနှစ်ဖက်တာဝန်ရှိသူတွေကပြောလိုက်ပါတယ် ကုတ်ခိုင်မျိုးက KIO ဆက်ဆံရေးရုံးနဲ့တပ်ဖွဲ့ဝင်တွေကို TNAA အဖွဲ့ကဖယ်ရှားလိုက်ပြီးနောက်လူမှုကွန်ရက်စာမျက်နှာမှာအပြန်အလှန်ဝေဖန်တိုက်ခိုက်တာတွေလည်းရှိခဲ့တာပါတိုင်းဒါလက်နက်ကင်နှစ်ဖွဲ့ကြားတင်းမာမှုနောက်ဆုံးအခြေအနေရန်ကုန်ကသတင်းပေးပို့ထားပါတယ်ပြီးခဲ့တဲ့တောကြနေ့ညနေပိုင်းကပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNAA တိမ့်ပိုက်ထားတဲ့ကုတ်ခိုင်မျိုးရှိ KIO ဆက်ဆံရေးရုံးနဲ့ကုတ်ခိုင်မျိုးကိုဝင်ရောက်လာတဲ့ KIA တပ်ဖွဲ့ဝင်တွေကို TNAA တပ်ဖွဲ့ဝင်တွေကဖယ်ရှားပြီး နန့်ဖာကာဘက်ကိုပို့ဆောင်ခဲ့တာပါဒီလိုနှစ်ဖက်တင်းမာမှုတွေဖြစ်လာတာကိုလောလောဆယ်မှာရှီတန်းကတာဝန်ရှိသူအချင်းချင်းညှိနှိုင်းနေပြီးနှစ်ဖက်ဗဟိုအချင်းချင်းဆက်လက်ညှိနှိုင်းသွားဖို့ရှိကြောင်း KIO ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်အခုလောလောဆယ်ကတော့အဲ့ဒီဒေတာခံရှီတန်းကလူအချင်းချင်းညှိနှိုင်းတာကတော့ရှိပါတယ် တခြားဘ ਹੁ အစင်းကနဲ့အဲ့ဒီကိစ္စနဲ့ပတ်သက်လို့တီးခြားညှိနှိုင်းတာတော့မရှိသေးပါဘူး။ဒါပေမဲ့ကျွန်တော်တို့ KIA ဘ ਹੁ နဲ့ DNA ဘ ਹੁ ချင်းချင်းပေါ်တော့အရင်ကလည်းကျွန်တော်တို့ညှိနှိုင်းတာရှိတယ်။အခုလည်းဆက်ပြီးတော့မှညှိနှိုင်းဖို့တော့ရှိပါတယ်။ဒါပေမဲ့အခုလောလောဆယ်ကတော့ညှိနှိုင်းတဲ့အစင်းကတော့မရှိသေးဘူး။နှစ်ဖက်ကတော့ပြင်ဆင်တဲ့အနေထားလောက်ပဲရှိပါတယ်။ DNA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကလည်းကုတ်ໄຂမျိုးအရေးခင်းတဲ့ပတ်သက်ပြီးနှစ်ဖက်ဗဟိုချင်းညှိနှိုင်းသွားမှာဖြစ်ကြောင်းပြောပါရယ် အချင်းချင်းဖြစ်ပွားနေတဲ့ပိုတိုက်မှုတွေအငင်းပွားမှုတွေကို လူတို့တွေအနေနဲ့ကတော့စိုးရင်စရာမရှိပါဘူး။ကျမတို့ဘက်ကတော့ဒါတွေကိုနိုင်ငံရေးတွေ့ဆုံဆွေးနွေးညှိနှိုင်းရေးနီလန်းနဲ့ကျမတို့ဆောင်ရွက်မှာဖြစ်ပါတယ်။ကျမတို့ခေတ်ဗဟိုနဲ့ကွာကြားမှာဗဟိုချင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်နိုင်ဖို့လည်းကျမတို့ကြိုးပမ်းနေပါတယ်။